အားလုံးပဲမင်္ဂလာပါ download closer ဖမ်းမြန်လက်ချန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့ပြောက်ွက်လေးတခုညှောက်ပေးခြင်းပါတယ်ကျွန်တော်အဲ့ဒီပြောက်ွက်ကလူတယောက်နှစ်ယောက်ကိုလည်းပြတ်သားလို့ရသလိုလူကုန်ကြားထဲမှာလည်းပြတ်သားလို့ရတဲ့ပြောက်ွက်မျိုးစားတခုပေါ့နော်ပြီးတော့ကျွန်တော်တို့တခုကောင်းတာအဲ့ဒီပြောက်ွက်ကလွယ်သလောက်ပြိတ္တတွေကိုမထင်ထားလိုက်ရအောင်အအောင်သွားသေးမယ်ပြောက်ွက်မျိုးစားတခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောက်ွက်လေးကိုအရင်ဆုံးကြည့်လိုက်ရအောင် โอเคဆိုတော့ကျွန်တော်အဖဲချက်လေးတွေကိုအရင်ထုတ်လိုက်မယ်ပေါ့နော်ထုတ်လိုက်ပြီးတော့ပို့ပြီးတော့ကောင်းသွားအောင်လို့ဖဲချက်လေးတွေကိုမှုလိုက်မယ်ပေါ့နော်အငင်းပွားစရာလည်းမရှိအောင်လို့ကျွန်တော်အဖဲချက်လေးတွေကိုလို့မှုမလဲဆိုရင်အရင်ဆုံးဒီလိုလေးမှုလိုက်မယ်ပေါ့နော် ဒီဆိုတော့အခုကျွန်တော်တို့ဖဲချက်လေးတွေကနှံ့သွားပြီဗောနော်โอเคအခုကြတော့ကျွန်တော်တို့ပြိတ္တဘယ်လိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ပြိတ္တကပြိတ္တနှစ်ယောက်ရှိရဆိုပါဆိုเนาะဆိုတော့ကျွန်တော်ကဖဲချက်လေးတွေကိုတော်တော်လေးလှုပ်သွားလိုက်မယ်ဗောနော်ပြိတ္တတွေကတယောက်ကချက်တဲ့နေရာကြာလို့ရှိရင်လက်လေးနဲ့ထောက်လိုက်ရမှာဗောနော်โอเคဒါဆိုရင်ပြိတ္တကဒီဖဲချက်လေးကိုထောက်လိုက်တယ်ပဲထားပါတော့โอเคဒါဆိုရင်ကျွန်တော်တို့ပြိတ္တကနှစ်ယောက်ရှိတဲ့အတွက် တယောက်ကတကက်စီမှတ်ရမယ်ပေါ့နော်တယောက်ကဒီကမှတ်တယ်ဆိုလို့ရှိရင်နောက်တစ်ယောက်ကဒီကကိုမှတ်ရမှာဖြစ်ပါတယ်ပြီးဆိုတော့ကျွန်တော်တို့2ယောက်လုံးမှတ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီတန်းလေးပဲပြန်ထည့်ထားလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာ break တွေ control မှာလည်းမရှိဘူးပေါ့နော်ဒီမှာနော် Okay ဆိုတော့အခုကျွန်တော်ကဖဲချက်လေးတွေကို၄ပုံပုံလိုက်မယ်ပေါ့နော် ျွန်တော်တို့ဒီမှာလူ၄ယောက်ရှိရင်လည်း၄ယောက်ကိုအသုံးပြုလို့ရတယ်ဗောနော်ဘလို့၄ယောက်ကိုအသုံးပြုမလဲဆိုရင်ကျွန်တော်တို့အခုဖဲချက်လေးကိုလေပုံပုံလိုက်ပြီးဖြစ်တဲ့အတွက်ပြည်သက်၄ယောက်လုံးရှိရလို့ရှင်၄ယောက်လုံးကိုကိုစီကိုစီဖဲမွေကန်လို့ရတယ်ဗောနော်အမှဒီဘက်ပုံလည်းကြိုက်လို့မွေလို့ရတယ်ဗောနော်ဒီဘက်ပုံလည်းစိတ်ကြိုက်ဗောနော်ကြိုက်တဲ့လောက်မွေလို့ရတယ် ဖြတ်တလို့မှွေလို့ရရပါတော့။ Okay ပြီးကြရင်ကျွန်တော်ကအခုလိုဖဲမှွေပြီးတဲ့အပြင်ကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းအောင်ကျွန်တော်ကဘယ်လိုလုပ်လဲဆိုရင်ဒီအလေးအပုံတော့ပေါ့နေရာထပ်ပြီးချိန်လိုက်မယ်ပေါ့နော်။ချိန်လိုက်ပြီးတော့ကျွန်တော်တို့ဒီဘေးကရက်ကရက်စီကိုကျွန်တော်တို့ reverse valley လောက်လိုက်မယ်ပေါ့နော်။ကျွန်တော်ဒီလိုမျိုးလေးပေါ့နော်။ အဲ့လို reverse server လေးလုပ်လိုက်မယ်ကျွန်တော်ဒီနေ့ပုံကိုလည်းအဲ့လိုမျိုးလေးလုပ်လိုက်မယ်ပေါ့နော်ငါပြီးကြရင်ကျွန်တော်တို့တပုံမှာလှမ်းပြီးတော့ reverse server ထပ်ပြီးတော့လုံလိုက်မယ်ပေါ့နော်ထပ်ပြီးတော့ໝွေလိုက်မယ်ပေါ့နော် โอเคဆိုတော့အခုကျွန်တော်တို့ဒီထဲမှာလှန်နေတဲ့ကတ်တွေလည်းရှိရမှောက်တွေလည်းကတ်မှောက်နေတဲ့ကတ်တွေလည်းရှိရပေါ့နော်အခုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကအခုမှစာမှာပေါ့နော်ပျော်တယ်ကောင်းတော့ပျော်တယ်ကောင်းတဲ့အပိုင်းကကျွန်တော်တို့အခုမှစာမှာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုလဲဆိုလို့ရှင်ကျွန်တော်ပြိတ္တနှစ်ယောက်ရှိရကိုစီကိုစီတကောက်ကိုမှတ်ထားတယ်ပြိတ္တကပဲအဲ့နကောက်ကိုမှတ်ထားတယ်ပေါ့နော်ပြီးကြတော့ကျွန်တော်တို့ပြိတ္တတွေကလည်းဖဲချက်လေးတွေကိုစိတ်ကြိုက်မှွေတယ်ပေါ့နော်မှွေပြီးတော့ကျွန်တော်တို့အားလုံးရှိမှာပဲ professor fan နဲ့မှွေပြရတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီထဲမှာ မှောက်နေတဲ့ဖဲချက်တွေရှိရယ်လှန်နေတဲ့ဖဲချက်တွေရှိရယ်ကျွန်တော်တို့ဆိုတော့ပထမတယောက်ရဲ့ဖဲချက်ကိုအရင်ကျွန်တော်ကစပြီးတော့ဘလိုလုံလဲဆိုလို့ရှိရင်ကျွန်တော်ကဒီရက်မှာလက်ဖြောက်လေးတစ်ချက်အဲ့လိုမျိုးတီးလိုက်တာနဲ့ဖဲချက်တွေအဲ့လိုလှန်ချလိုက်တဲ့အချိန်မှာအနီးအနီးကတ်တွေအကုန်လုံးကပဲလန်နေပြီးတော့ကျွန်တော်ဖဲချက်အနီးလေးတွေအကုန်လုံးကပဲလန်နေရယ်ပေါ့နော်အိုင်ဒီယာမှာထူးထူးဆန်းဆန်းအမေရိကန်လေးရပါပဲ ပေါ်နေပြီးတော့အဲ့ဒီအမဲကလေးကပရိတ်တက်နှစ်ယောက်တည်းကတယောက်ကဖဲကြလေးပဲဖြတ်နေရယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြီးကြတော့ဒုတိယမြောက်တော့တယောက်ဖဲကြလေးကိုကျွန်တော်လည်းကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်ခုနလိုပဲပေါ့နော်တို့လက်ပြောက်လေးနောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာဖဲကြအမဲလေးတွေကပဲအကုန်လုံးကလန်နေပြီးတော့အဲ့ဒီနေရာမှာထူးခြားတဲ့တစ်ချက်ဖြစ်တဲ့ အနီအောင်လေးရပိဒါနောက်တယောက်ရဲ့ဖဲချက်လေးပဲဖြစ်နေတာတို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြက်ွက်လေးရတော့ဒါပါပဲဂျန်နက်တက်မယ်လို့လည်းမျှော်လင့်ပါတယ်အခုလိုစိတ်ဝင်စားပဲကောင်းတဲ့ဖဲမြက်လေးပြက်ွက်ဒီနဲ့ tutorial လေးကိုလည်းအများကြီးသင်စားပေးသွားဖို့ရှိရကြအောင်တင်ရဒီ channel လေးကိုအခုဒီ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့အခုပဲလုပ်သွားပေးဖို့မမေ့ပါနဲ့ဆိုတော့ကျွန်တော်တို့ဒီပြက်ွက်တက်ဆက်မှု tutorial လေးကိုချက်လောက်လေ့လာကြည့်လိုက်ရအောင် โอเคဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲအခုပြက်ကွက်ကလွယ်ကူရယ်မဟုတ်လားဒါမှမဟုတ်ကျွန်တော်လွယ်ကူရယ်ဆိုပေမဲ့တချို့အချက်လေးတွေကသတိထားမဲ့အချက်လေးပါဝင်လာကြအောင်အခုကြည့်လို့လေးကိုသေချာလေးကြည့်ဖို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ပြက်ကွက်လေးကဒီပြက်ကွက်ကကျွန်တော်တို့ပြက်ကွက်မစခင်မှာဖဲလေးဂျိုစီတာဖို့လိုရယ်မဟုတ်လားကျွန်တော် set up လိုရယ်မဟုတ်လားဒါပေမဲ့တခုကောင်းတာဖဲဂျိုစီသားစရာလိုပေမဲ့ပြန်လဲပြရတဲ့အခါမှာဖဲဂျိုစီသားလေးလို့မထင်ရသေးတဲ့ပြက်ကွက်မျိုးပဲဖြစ်တယ်မဟုတ်လားကျွန်တော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဖဲစီရမှာဘယ်လိုမျိုးလေးစီရမလဲဆိုရင်ကျွန်တော်တို့ ကျွန်တော်တို့အရင်ဆုံးအမဲအနီ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 ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးအလှည့်ကြသည်စီရအောင်ပဲဖြစ်ပါတယ်အမဲအနီအမဲအနီအမဲအနီဒီစီရမယ်ပေါ့နော်စီတာပြီလို့ရှိရင်ကျွန်တော်တို့မျက်လဲစပြလို့ရည်ပေါ့နော်ဘူးရဲပြန်ထည့်ထားမယ်ပြန်ထည့်ထားပြီးတော့မျက်လဲစပြတဲ့အခါမှာဘူးရဲကနေအရင်ဆုံးကျွန်တော်တို့ဆွဲထုတ်လိုက်မယ်ပေါ့နော်ဆွဲထုတ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဘာလို့ဖဲစီထားတယ်လို့မထင်ရသေးလို့ဆိုတော့ကျွန်တော်တို့ကပြိတ္တတွေကိုဖဲမွေပြမှာပဲဖြစ်ပါတယ်ဖဲမွေပြလိုက်တာကြောင့် ဘလိုမျိုးဖဲမွေလို့ရတယ်ပေါ့နော်ဘလိုမျိုးမွေလို့ရတယ်ဆိုရင်ကျွန်တော်ပြက်ွက်ထဲမှာပြသလိုပဲပေါ့နော်ကျွန်တော်အရင်ဆုံးဖဲချက်တချို့အရင်ဆုံးဒီဘက်လက်ထဲထည့်လိုက်မယ်ထည့်လိုက်ပြီးရင်အရင်ဆုံးထည့်ထည့်လိုက်ပြီးလို့ရှိရင်ဒီအောက်ကကလေးတွေကိုဒီအပေါ်တင်မယ်ပြီးရင်အပေါ်ကကိုအောက်ထဲပြန်ထည့်မယ်ပြီးရင်အောက်ကကလေးတွေကိုအပေါ်ပြန်တင်လိုက်မယ်ပေါ့နော်ပြီးရင်အပေါ်ကကတွေကိုအောက်ထဲပြန်ထည့်မယ်ကျွန်တော်အဲ့လိုမျိုးလေးလုပ်ပြလိုက်တာကြောင့် ပြိတ္တကကျွန်တော်တို့ဖဲစီထားတယ်လို့မထင်ရတော့ဘူးပေါ့နော်မထင်ရသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒလုံမှွေလိုက်တယ်ဆိုပေမဲ့ကျွန်တော်စီထားတာလေးကမပြတ်သွားပဲနဲ့ဒီတိုင်းလေးပဲရှိနေရပါတော့နော်ဒီမှာပေါ့နော်ကျွန်တော်တို့အနီမဲနဲ့အမဲညီပြောင်းသွားတယ်ဆိုပေမဲ့ကျွန်တော်တို့အနီအနီအမဲ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 အိုက်တိုင်းလေးပဲဖြစ်နေရပါတော့နော်ကျွန်တော်တက်လက်စီပဲဖြစ်နေရပါတော့နော်ဆိုတော့ကျွန်တော်တို့ ဒီအဲ့လိုမျိုးပြီးသွားလို့ရှိရင်ကျွန်တော်ပြိတ္တကိုကျွန်တော်တို့ကဖဲချက်တွေရွေးကမ်းရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒမိုလေးပဲလုပ်သွားမယ်ပြီးရင်ကျွန်တော်တို့ကဒီအလင်နာလောက်ကပြိတ္တကဖဲပြင်းမြင်ပူကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လုံးလုံးတဲ့အခါမှာအပွားကလေးတွေကိုများများလေးအရင်တုံးပြီးအောင်မှာအလင်နာမှာနည်းနည်းလေးအချိန်ဆွဲပြီးတော့သူ့ကိုဖဲရွေးကမ်းလာမယ်ပေါ့နော်ဒမိုလေးရုပ်ခွာလာမယ်ဆိုတော့ပြိတ္တကဒီနေရာမှာကျွန်တော်တို့ကပြိတ္တကသတိထားမယ့်အချက်ကအချက်တစ်ချက်ကဒီနေရာမှာပြိတ္တကဖဲချက်ချက်ကိုလက်လေးနဲ့ထောက်လိုက်ပြီပေါ့နော်ထောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အဲ့နေရာကိုရက်ပြီးတော့ဒီဘက်ဖဲချက်ကိုဒမိုလေးပဲ ဘေးကိုဖယ်လိုက်မယ်ဖယ်ပြီးရင်ဒီနေရာမှာပြတ်သက်ကဒီဖယ်ချက်ထောက်လိုက်တယ်ဆိုတော့ကျွန်တော်ကဒီဖယ်ချက်ကိုအရင်ဆုံးအောက်တဲကိုထည့်ရမယ်ထည့်ပြီးတော့မှအောက်ကဖယ်ချက်ကိုအဲ့လိုမျိုးလေးကင်ပြီးတော့ပြမှာပေါ့နော်ကျွန်တော်အဲ့လိုမှမလုပ်မလုပ်ဘဲနဲ့ပြတ်သက်ကဒီဖယ်ချက်ကိုပြလိုက်တယ်ဒီတိုင်းလေးပဲကင်ပြီးတော့ပြမှာဆိုလို့ချင်းကျွန်တော်တို့ပြောက်ကလွဲဝါးနေမှာပဲဖြစ်ပါတယ်ပြောက်ကအလုံးမလုပ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပြတ်သက်ကဒီဖယ်ချက်လေးကိုထောက်လိုက်မယ်ဆိုရင်ကျွန်တော်အောက်လေးထည့်မယ်ထည့်ပြီးတော့ဒါမျိုးလေးမှတ်ခါလိုက်မယ်ပေါ့နော်တယောက်တစ်ခါဒီမှတ်ခါလိုက်မယ်ပေါ့နော် မခံနိုင်ပါဘူးเนาะမခံပြီလို့ရှိရင်ကျွန်တော်တို့ပြီးရတယ်သူ့တိုင်းလေးပဲဒီဘောလေးပဲပြန်တင်မယ်ဒီအပုံကိုလည်းဒီဘောလေးပဲပြန်တင်မယ်ပေါ့เนาะပြန်တင်ပြီးရင်ကျွန်တော်တို့ကဒီနေ့ပြီးကြလို့ရှိရင်ကျွန်တော်အခု၄ဘုံပုံအောင်မယ်ပေါ့เนาะ၄ဘုံမလို့ရှိရင်လည်းဘယ်လိုပုံအောင်လဲဆိုရင်အင်းလုံးတစ်ကက်ထိချလိုက်မယ်ချပြီးရင်ဒီမှာချပြီးရတယ်ဒီဘက်ကိုပြန်သွားဒီမှာပြီးရတယ်ဒီဘက်ကိုပြန်သွားပြီးရင်ဒီဘက်ကိုပြန်သွားပြီးရင်ဒီဘက်ကိုပြန်သွား အဲ့လိုမျိုးလေးချရမှာပေါ့နော်တော့ချနိုင်နေတယ်တကယ်တကယ်မပြောတော့ဘူးလို့လူပဲပေါ့နော်။ပြပြကြရင်ကျွန်တော်တို့ကအခုပြိတ္တကူ လူတွေအများကြီးပြိတ္တကကြီးရဲ့ကြီးရဲ့လူတွေအများကြီးရှိရဆိုလို့ရှိရင်ကျွန်တော်တို့၄ယောက်လောက်ကိုတပုံချင်းစီကိုဖဲမွေခံလို့ရရပါတော့။ဘာလို့ရရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှာဆိုလို့ရှိရင်အမဲတွေပဲရှိနေမှာဖြစ်တယ်။တော်တော်ဘလို့မွေမေး။ခြားသလိုမွေပလေးတွေပါနော်။အမဲတွေပဲဖြစ်တဲ့အတွက်မွေလို့ရတယ်။ဒီပုံမှာဆိုလို့ရှိရင်လည်းအနီရီပဲဖြစ်နေတဲ့အတွက်သူကြက်သလိုမွေပလေးတွေအနီရီပဲမွေလို့ဖြစ်နေမှာပါနော်။ဆိုတော့အတူတူပဲပါနော်။ဘလို့မွေမွေလို့ရတယ်ပါနော်။ပြီးကြရင်ကျွန်တော်တို့က ဒီအလဲရနှစ်ခုကိုနေရာချိန်ရမှာပဲဖြစ်ပါတယ်။ချိန်ပြီးရင် reverse ပဲလုပ်လိုက်မယ်ပေါ့နော်။လက်ဝတ်တဲ့အတိုင်းပဲ reverse ပဲလုပ်လိုက်မယ်။ပြန်ရောလိုက်မယ်။ရောပြီးတော့ဒီနှပုံကိုလည်း reverse ပဲလုပ်လိုက်မယ်ပေါ့နော်။ဖဲချက်လေးကအစ်စ်ဖြစ်နေတော့နည်းနည်းလေးကန့်နေပေါ့နော်။ ပြီးကြရင်ကျွန်တော်တို့အခုအဲ့တော့ကျွန်တော်တို့အခုဖြစ်နေတာဘယ်လိုလဲဆိုရင်နှစ်ပုံရှိရတပုံကအမဲတွေပဲဖြစ်နေပြီးတော့တပုံကအနီပဲဖြစ်နေတယ်အဲ့ဒီကမှတစ်ချက်လေးရပြိတက်ယူချင်တဲ့ကပ်ဖြစ်နေပြီးတော့ဒီဘက်ကတစ်ချက်ကလည်းပြိတက်ယူချင်တဲ့ကပ်ဖြစ်နေတယ်ဒါမှဒီနေရာမှာကျွန်တော်တို့ကအဲ့လိုပြီးရတဲ့အဲ့လို reverse ပဲလုပ်ပြီးရတဲ့တပုံကိုလှမ်းပြလိုက်မယ်လှမ်းပြလိုက်ပြီးတော့ reverse ပဲထပ်ပြီးလုပ်လိုက်မယ်ပေါ့နော်ပြတ်ွက်တဲ့အတိုင်းပဲ ပြီးရနဲ့ကျွန်တော်တို့အခုလိုပြောက်သွားတဲ့အတိုင်းမှာလက်ဖြောက်တီးပြမယ်ဘာညာပြောပြီးတော့လမ်းကြီးလိုက်တဲ့အချိန်မှာအနီးအကုန်လုံးကလမ်းနေမှာဖြစ်ပြီးတော့ပရိသတ်ဖဲကြလက်ရေးရတဲ့တစ်ချက်တည်းအပဲပေါ်နေမှာဖြစ်ပြီးတော့နောက်တစ်ဖက်မှာလည်းအမဲကြီးအကုန်လုံးကပဲလမ်းနေတာဖြစ်ပြီးတော့ပိတ်သက်ပြီးကျလာတဲ့အနီးတစ်ချက်လေးအပဲပေါ်နေမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ tutorial လေးရတော့ဒါပါပဲ ဘောပေါက်နားလည်မယ်လို့လည်းမျှော်လင့်ပါတယ်။တခုနားမလည်အရရှိလို့ရှင်လည်းကျွန်တော် comment ထဲမှာမှတ်ပေးကြလို့ရရပါတော့ကျွန်တော်ကတရားရှင်းပြပေးပါမယ်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြားနေတတ်တယ်ဆိုလို့ရှင်လည်း like လေးနဲ့သွားပေးလို့ရပါတယ်။ကြည့်စုသူရေးသွက်တွေများလာလေ like တွေများလာလေကျွန်တော်ကခုလိုဗီဒီယိုမျိုးတွေကိုအများကြီးလုပ်ဖို့အတွက် motivation တွေအများကြီးရတာရတာကြောင့်ပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုအသစ်မှာပြပွဲအသစ်လေးနဲ့တူပြန်ပြီးတော့တွေ့ကြပါမယ်။